မမီးရဲ့တာကူကြုံနီးလေးပါတာကူကိုမျက်စိပြအောင်လဲကြိုပြထားပါတယ်တာကူအပြစ်အကျဲကိုဘယ်လိုထိန်းရမလဲဆိုတာလဲပြောပြထားပါတယ်ရှင်ဒီတာကူကလေဗမာပြည်ကနေတည်လာတာပါမျက်စိပြအောင်ကြိုရတာခက်တယ်ဆိုလို့မမီးစမ်းချင်လို့ယူလာတာဖြစ်ပါတယ်ဒါကတော့ရွှေမန်းသူထည့်ပေးလိုက်တဲ့ဗမာထင်းရဲ့မှွေးမှွေးလေးတွေပါထင်းရဲ့နေရာမှာ US မှာဝယ်လို့ရတဲ့ကြံတကာကိုလည်းအစားထိုးသုံးနိုင်ပါတယ် ရွှေကစုံဥကို၄000ဒုံလေးတွေတုံးထားပါ စားအနေငယ်ထည့်ရမယ်ဥနုဥရေလည်းအနေငယ်လိုအပ်ပါတယ်တာကူကျိုးမဲ့ဥထဲမှာရေထည့်တယ်ပြီးတော့အဲ့ရေကိုစူအောင်တည်ပါမယ်ရေရဲ့အချိုးကိုလေမှ description box မှာပေးချရေးပေးထားပါမယ်ရေစုပြီးဆိုတဲ့အခါတာကူထည့်ပါမယ် တောက်ကူတွေထွေးကပ်မနေတာသိကြအောင်ဇွန်နဲ့မှွေပြီးကြည့်မယ်ပြီးလို့ရှိရင်အဖုံးအုံမယ်မီးပိတ်မယ်အိုးကိုမီးပူကနေဖဲမယ်အဲ့ဒီရေပူထဲမှာပဲတောက်ကူကိုစိန်ထားပါမယ်အခုတာကူကတော့မီးအပူကဖယ်ပြီးခါစားမှတွေ့ရတဲ့တာကူပါသူ့ကိုအဖုံးအုပ်ပြီးတော့ဒီတိုင်းဆက်ထားပါမယ် တနာ yı လောက်ကြာတဲ့အခါတာဂူကလေရေတွေကိုစုပ်ယူလိုက်တဲ့တွေ့အိုးထဲမှာရေလဲကုန်သွားတယ်တာဂူတွေကလည်းပွာလာပါတယ်အခုထင်းရဲ့ရေကြိုးမယ်ကစုံဥပြုတ်မယ်နော် မကကြံတကာကိုတုံးလိုက်တယ်ဒီကြံတကာတွေကတန့်နေအမိုက်မုံမပါဘူးဒါကြောင့်အမစစ်တာတွေဘာတွေမလုပ်တော့ဘူးကစုံဥထည့်တယ်အဖုံးပိတ်ပြီးတော့ရေဆူလာအောင်ပြုတ်ပါမယ် ခုလို့ဟိုကြံတကာရေစုပွက်လာပြီဆိုတဲ့အခါမှာတာဂူတွေထဲတယ်အချူအရတာလေးပင်အောင်စားလေးနေနေထည့်ရပါမယ်အဖုံးအုပ်ပြီးတော့တာဂူရေစုပွက်လာတဲ့အထိကြိုပေးပါမယ်အခုကြိုတဲ့ပမာဏအတွက်ဆိုလို့ရှိရင်9မိနစ်ကြိုပြီးလို့ရှိရင်မီးပိတ်လို့ရပြီအခုဆိုလို့ရှိရင် ဒါကမျက်စိကပျောက်တက်လောက်တော့ဖြစ်သွားပြီနော်ချင်းရဲ့ရေသုံးမုတ်ကြံကားရေကတဲတဲကြီးဖြစ်နေတယ်လို့ထင်ရတယ်နောက်ပိုင်းမှာအနှဲငယ်ပြစ်သွားပါလိမ့်မယ်ဒါကတာကူခန့်နှွေးနှွေးလေးအနေထားမှာတွေ့ရတာပါဒီအနေကိုမှကိုကကျဲတယ်လို့ထင်လို့ရှိရင်ရေကိုလျှော့ထည့်နိုင်ပါတယ်ရေအချို့ကို နောက်ပိုင်းမှာအတိအကျဖော်ပြပေးထားပါတယ် ခုဆိုလို့ရှိရင်ကစုံဥတာကိုတုံးဆောင်မှုအသင့်ဖြစ်ပါပြီ။အုံနို့နှစ်သက်တဲ့ဆိုလို့ရှိရင်အုံနို့ဥယေလေးစမ်းပြီးတော့စားနိုင်ပါတယ်ရှင်။ပိုရာရီကိုလည်းအခုလိုမျိုးအခဲခံပြီးတော့အုံနို့လေးစမ်းပြီးတုံးဆောင်နိုင်ပါတယ်ရှင်။ပါဝင်ပစ္စည်းတွေကတော့တာဂူက၅ချက်သာရေကရေတပ်မှုနဲ့ချိန်ရင်1လီတာတိတိတဝက်ကိုတဝက်စီခွဲပြီးသုံးမယ်နော်။ကစုံဥက30သားထည့်မယ်။ ။ထညက်သုံးမှုကျန်တကာက30တာ။စားအနေငယ်ထင်းမင်း။အုံနူကတော့စပွဲစုံနဲ့ဆိုရင်5-6ဆုံးလောက်ဆိုလုံလောက်ပါတယ်။ကာကူရဲ့အပြစ်အကျဲကိုကိုစိတ်ကြိုက်ပြင်ချင်တယ်ဆိုလို့ရှိရင်ဒုတိယအကျဉ်ထညရေကျူတဲ့အချိန်မှာထဲ့တဲ့ရေပမာဏကိုတိုးနိုင်လျှော့နိုင်ပါတယ်ရှင်